လုံးမင်္ဂလာပါရှင်။ကျွမ်းရှိပိုင်းမှာဆွေးနွေးသွားတာရရှိလာတဲ့တည်င်းဟို memory မှတ်ဉာဏ်အကြောင်းပေါ့နော်။အဲရရှိလာတဲ့တည်င်းချက်လက်တွေကို sensory memory ထဲမှာမှတ်မိလာတယ်။အဲ့ဒီရမှတစဉ် attention ရှိတယ်ဆိုရင် anchor လုပ်ပြီးတော့ကျမတို့ short term memory ရဲ့ကိုသို့မဟုတ် working memory ရဲ့ကိုရောက်တယ်။အဲ့ဒီကနေမှတစဉ်ဒီ working memory ထဲမှာ တရားလာတဲ့တည်င်းချက်လက်တွေအတိတွေဘောနော်ထက်ကထက်ကလေ့ကျင့်မှုတွေလုပ်ဆောင်မယ်ဆိုလို့ရှိရင် ဒါကျမတို့ downtown memo အန်ကုတ်လုတ်လိုက်မယ်ပေါ့နော်ထပ်ခါတက်ခါလေးချင်းဆောင်ရွက်မှုတွေလုံရင်းနဲ့ဆက်သေးပေါ့နော်အန်ကုတ်လုတ်ပြီးတော့မှ downtown memo တွေလေးကိုရောက်ကြရဲဆိုတာလေးကိုကျမဆွေးနွေးခဲ့တယ်။အဲ့ downtown memo တွေမှာရှိနေတဲ့သတင်းချက်လက်တွေကိုလည်းကျမတို့အလုံးလုံးနိုင်မှုအတွက်ပေါ့နော်လက်တွေ့သုံးနိုင်မှုအတွက် retriever ဆိုပြီးတော့ကျမတို့ပြန်ပြီးတော့ထုတ်ယူအသုံးပြုပြီးတော့မှဒါ project တွေလုပ်ဆောင်ကြရဲဆိုတဲ့အကြောင်းလေးကိုကျမဆွေးနွေးပေးသွားခဲ့ပါတယ်။အဲဒါဆိုလို့ရှိရင်ကျမတို့ယနေ့ဆက်ပြီးတော့ဒါ shutdown memory အကြောင်းကိုတော့ကျွန်မအသေးစိတ်ခလေးဆွေးနွေးပြီးသွားပြီခနေ့ long term memory အကြောင်းလေးကိုဆက်လက်ဆွေးနွေးပြန်ပြပါရှင်အဲ့မှာဆိုလို့ရှိရင် long term memory မှာဆိုလို့ရှိရင်တခြားရှေ့မှာရှိနေတဲ့ sensory memory တွေနဲ့ short term memory ပေါ့နော်တခြား memory မျိုးစားတွေနဲ့နှိုင်းယှဉ်လို့ရှိရင်အတော်အသင့်ခိုင်မြဲတယ်ဆွေးဆွေးမြဲမြဲမှတ်မိတယ်ဒါတစ်သက်လုံးကြီးဟိုပေါ့နော်မတည်မချင်းမှတ်မိတယ်ဆိုတာမျိုးတော့မဟုတ်ဘူးပေါ့ အဲဒါပေမဲ့ချို့တော့မှတ်ညံနေကြုံမှုပါတယ်ဘယ်တော့မှကိုဘယ်တော့မှကိုမမေ့ဘူးဆိုတာမျိုးတွေပေါ့လေအကြောင်းအရာတော်တော်များများကိုပေါ့ဒါမမေ့ဘူးဆိုရင်လည်းဒါဟို at normal တွေပေါ့နော်ပုံမှန်အတိပုံမှန်စိတ်မဟုတ်တဲ့သူတွေတော့ဖြစ်ပါတကယ်ကိုကျမတို့ဒီကျမတို့ဒီပညာရေးတက္ကသိုလ်တက်တော့တက်တော့အောင်ဆိုလို့ရှိရင်ပညာရေးတက္ကသိုလ်ကဘာမှခဆရာကြီးကပြောဦးတယ်အဲမှတ်လိုက်လို့မေ့သွားလား မမိနေလားမိသွားလားပေါ့အာအကုန်လုံးကမိပါတယ်ဆရာကြီးပေါ့ဖြေကြတဲ့အခါမှာဆေးရပြုံးပြုံးကြီးနဲ့အေးဟုတ်ပြီမိတယ်ဆိုရင်အာမင်းတို့ရဲ့မှတ်ညံဟာပုံမှန်မှတ်ညံပဲအဲ့လိုမဟုတ်ဘဲနဲ့အဲမှတ်ဟာမှတ်တယ်မှတ်တယ်ပေါ့နော်လေ့ကျင့်တယ်လေ့ကျင့်တယ်အဲမမိတော့ဘူးမမိတော့ဘူးဒါကြီးကိုမမိတော့ဘူးပေါ့မမိတော့ဘူးအဲ့လေဒီအာကြီးပဲတတိယနေတယ် အိမ်မပြောဘူးပေါ့နော်မိကောမမိတော့ဘူးဆိုတော့ဒါဒီမညာ abnormal ဖြစ်သွားပြီဒါပုံမှန်မညာပုံမှန်စိတ်မဟုတ်တော့ဘူးပေါ့ဆရာကြီးอ่ะအဲအဲ့လိုမဟုတ်ဘူးမမတဲမတဲလေ့ကျင့်နေလေ့ကျင့်နေဟောလေ့လေ့လေ့ကျင့်နေမိသွားလိုက်ပြန်လေ့ကျင့်နေမိသွားလိုက်ပြန်လေ့ကျင့်နေမိမိသွားနေတယ်ဆိုရင်ကျေကြီးကပြောတယ်အဲဒါဆိုရင်ပုံမှန်ပဲဒီလူကစိတ်ဒါစိတ်ချမ်းသာရေကောင်းတယ်ပေါ့လေ။ဒါဆရာကြီးပြောတော့အကုန်လုံးကဝမ်းသာသွားတယ်ပြုံးပြုံးကြီးနေတယ်ပေါ့နော်။ဟိုတကယ်လဲသူ့ရဲ့ memory ရေမျိုးစားလိုက် ပေါ့နော်သူ့ရဲ့ memory ရဲ့အခြေအနေလိုက်သူဟိုဟာတစ်စက္ကန့်လောက်ပဲမှတ်မိတဲ့ဒီ sensory memory ရှိမယ်။အဲအဲ့လိုမဟုတ်ဘဲနဲ့20စက္ကန့်နေ30စက္ကန့်ကြားတဲ့ဟိုမှတ်မိတဲ့ short term memory ရှိမယ်ပေါ့နော်။အဲ long term memory ကြရရင်တော့အတော်အသင့်ကိုခိုင်ခိုင်မြဲမြဲနဲ့ပေါ့နော်။သူကကြားရှိမှတ်မိစေတယ်ပေါ့။မှတ်မိစေတယ်ပြောတာ DK ရတော့ဖြစ်ပါရဲ့ဒါပြက်သူ့ရဲ့အချိန်လိုက်အချိန်နေပေါ်မှာမူတည်ပြီးတော့ပေါ့နော်ထရော်မာရတာပဲဖြစ်ဖြစ်အကြောင်းအရာမူလရှိရဲ့အတိတ် ပေါ်မှာနောက်ပို့ပြီးတော့အကြောင်းအရာတကူကလွှမ်းမိုးသွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်နယူရုန်းတွေပျက်စီးမှုရပေါ့နော်ဒါ DK ဖြစ်တာပဲဖြစ်ဖြစ်ပေါ့နော်အချင်းတွေပေါ်မှာမူပြီးတီးပြီးတော့ဒါတွေကဆုံရှုံမှုဒါကြီးမှတ်ဉာဏ်မှတ်ဉာဏ်တွေကမေလျော့မှုဆိုတာပျောက်ဆုံးမှုတွေဆိုတာရှိပါတယ်ဒါပေမဲ့လို့အဓိကရေရှည်မှတ်ဉာဏ် long term memory မှာတော့အကြမ်း memory အမျိုးအစားတွေနဲ့နှိုင်းရှင်လို့ရှိရင်တော့အတော်အသင့်ခိုင်မြဲပါရဲ့တဲ့တရင်ချက်လက် မြောင်များစွာကိုသူကစူးစီးထိန်းသိမ်းထားနိုင်တယ်။ဝါကီမမ်မိုရီတဲ့စာလို့ရှိရင်လှုပ်ရှားမှုဟာပိုငြိမ့်တယ်။သူကရေရှည်ထိန်းသိမ်းထားရတာကိုရေရှည်ထိန်းသိမ်းထားရတာဖြစ်တဲ့အတွက်ပိုပိုပိုပြီးတော့ငြိမ့်တယ်။ဝါကီမမ်မိုရီရတာလို့မဟုတ်သူက project တွေများများလုပ်ရတာဖြစ်တဲ့အတွက်သူကအဲပျောက်လိုက်အစ်စ်ပြန်ရောက်လာလိုက်အဲနောက်တစ်ခုအစားထိုးလိုက်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်။မငြိမ်ဘူးပေါ့ဝါကီမမ်မိုရီကကြတာဒီ long term memory ကကြာအဲ့လိုမဟုတ်ဘူးဒီ working memory နဲ့စာလို့ရှိရင်ပို့ပြီးတော့ညိမ့်ပါတယ်ထင်းထင်းထားနိုင်တဲ့ပမာဏကလည်းအဆုံးအစမရှိဘူးသူ့ရဲ့မှတ်ဉာဏ်အားကောင်းတယ်ရင်အားကောင်းတယ်လို့အများကြီးထင်းထင်းထားနိုင်တယ်ပမာဏအဆုံးအစမရှိထင်းထင်းထားနိုင်ပါတယ်ထင်းထင်းထားနိုင်တဲ့ကာလကလည်းနှစ်ပေါင်းများစွာပါဟိုတသက်လုံးတော့မပြောဘူးပေါ့နော်နှစ်ပေါင်းများစွာအကြောင်းအရာတစ်ခုသူ့နဲ့ ဟွာပေါ့နော်ဒီပျက်စီးစေမဲ့အကြောင်းအရာတွေမဖြစ်ပေါ်မချင်းဒီဟာထိမ့်သိမ်းထားနိုင်တဲ့ကာလကလည်းနှစ်ပေါင်းများစွာထိမ့်သိမ်းထားနိုင်တယ်။ဒါဆိုရင် long term memory ကအင်မတန်ကောင်းတာပဲ။ဒီလိုမျိုးရေရှည်မှတ်ဉာဏ်ကိုရရှိလာစေဖို့အတွက်ရှေ့ပိုင်းမှာ sensory memory တွေကရရှိလာတဲ့သတင်းချက်လက်တွေကို attention ထားမယ်။ attention ထားပြီးတော့မှသူ့ကိုထပ်ခါထပ်ခါလေ့ကျင့်မှုတွေရောက် လုံဆောင်စည်းခြင်းအပြင်ကျမတို့အဓိကရေရှည်မှတ်ဉာဏ်တွေကိုရောက်ရှိလာစေတာရေရှည်မှတ်ဉာဏ်တွေကိုရောက်ရှိလာစေတဲ့အခါမှာအတော်အသင့်ခိုင်မြဲသွားပြီသူရလည်းအတော်အသင့်လို့ပဲကျမသုံးလုံးထားတာပါအတော်အသင့်ခိုင်မြဲစွာသူကမှတ်သားထားနိုင်ပြီမြောင်များစွာကိုစူးစီးထိန်းသိမ်းထားနိုင်တယ်တည်တည်ငြိမ်ငြိမ်ပေါ့ပို့ပြီးတော့ငြိမ်နေပေါ့နော် working memory တဲ့စာလို့ရှိရင်လှုပ်ရှားမှုကငြိမ်နေနောက်တစ်ခါထိန်းသိမ်းထားနိုင်တဲ့ပမာဏကလည်းအစိုးအစမရှိပါဘူး ကာလာပိုက်ရှားရလဲနှစ်ပေါင်းများစွာကိုပဲမှတ်မိစေနိုင်ပါတယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးတာဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်အဲ့ဒါဆိုလို့ရှိရင်ဒီမတို့သတင်းအချက်လက်တွေက sensory memory ကနေပြီးတော့ working memory ကိုဖြတ်တန်တဲ့ကြံပြိုင်နေတဲ့ encoding လုပ်တယ်သင်္ကေတအဖြစ် encoding ကနေပြီးတော့မှ long term memory ကိုစတင်ပို့နေပြီဖြစ်ပါတယ်အဲအဲ့ long term memory ကိုပို့တဲ့အခါမှာလည်း encoding လုပ်ပြီးမှပို့တာပါဒါဆိုရင်အဲ့ဒီကနေပြီးတော့သတင်းအချက်လက်တွေကို long term memory ကနေ short term memory ကို wagi memory ကို ပြန်လဲစီစဉ်ပို့ဆောင်ပေးတဲ့စနစ်ကိုကျမတို့ retrieval လို့ခေါ်ပါတယ်တဲ့ဒါဆိုလို့ရှိရင်တရင်အချက်လက်တွေကို sensory memory ကနေပြီးတော့ short term memory wagi memory ကိုရောက်တယ်အဲ့ဒီ wagi memory ကနေပြီးတော့ encode လုပ်ပြီးတော့မှ long term memory ကိုရောက်တယ်ဒါဆိုရင်အဲ့တရင်အချက်လက်တွေက long term memory ကနေ short term memory wagi memory ကို ဝါခီမမ်မိုရီကိုပြန်ရောက်ရှိဖို့အတွက်ပြန်လည်စီးဆင်းဖို့အတွက်ပို့ဆောင်ပေးတဲ့စနစ်ကိုကြတော့ retrieval လို့ခေါ်တယ်ပြန်လည်ပြီးတော့ပေါ်တော့ယူခြင်းဖြစ်တယ်။ဒါဆိုလို့ရှိရင်ဒီစနစ်အတိုင်းပဲဒါ long term memory ကအလုပ်လုပ်ခြင်းဖြစ်ပါတယ်။အဲ့ဒီမှာကျမတို့ဒီ automated encoding နေရာလဲအမြဲတမ်းလုပ်နေတာပါ။တည်င်းအချက်လက်တွေကိုကျမတို့မတိစိတ်ကအလူအလျောက်သင်္ကေတတွေနဲ့ encode လုပ်နေတယ်။ ဟိုဒါကျမတို့ဒါအဓိက memory ကြောင်းကိုလေ့လာခြင်းအပြင်ဒီအကြောင်းအရာတွေကိုသိရှိလာခြင်းဖြစ်ပါတယ်။သူကတည်ငြိမ်ချက်လက်တွေကိုသူ့ရဲ့မသိစိတ်ပေါ့နော်။ဒါ conscious mind ကနေပြီးတော့ဒါမတိစိတ်ပေါ့နော် unconscious mind ကနေပြီးတော့သူမတိစိတ်ကနေပြီးတော့အလိုလျောက်သင်္ကေတတွေအဂုတ်တိနေလုတ်နေတယ်။အဲ့ဒီလိုနဲ့ပေါ့နော်ဒီလိုဆိုရင်ဥပမာပေါ့နော်ကျမတို့ဒီနေ့နေ့လည်စာဘာနဲ့စားခဲ့လဲပေါ့အဲဒါကိုပြန်ပြီးတော့ဘာလုပ်မလို့ကျမတို့ဒါ record ပြန်ခေါ်လို့ရတယ် ဒီမှတ်ဉာဏ်ထဲမှာပေါ့နော်ဘာနဲ့စားခဲ့တယ်ဆိုတာဟိုဒါဟိုအခုလက်တွေ့အခုချက်ချင်းပေါ့နော် short term အနေနဲ့ဘာပြန်ပြီးတော့ထုတ်ပြီးလို့ရတယ်အဲ့လိုပဲဒါအခုဘာအကြောင်းဘာစားကိုဖတ်နေတာလဲဒီစာအုပ်ထဲမှာရှိပါတဲ့အကြောင်းအရာတွေကဘာတွေလဲဆိုတာဒါချက်ချင်းပြန်ပြီးတော့ထုတ်ပြီးလို့ရတာဒါဆိုရင်ဒါမသိစိတ်ထဲမှာသူ့အလိုလိုဘာလုပ်ကြအောင်စေတင်ကေတာတွေနဲ့အန်ကုတ်လုပ်ပြီးတော့မှတ်မိသွားစေတာ ဒါဆိုရင် automated encoding လောက်တာပါ။သူကသူ့အလိုလျောက်ကိုပဲအာလုံးဆောင်သွားတာမတိစိတ်ကနေပြီးတော့လုံးဆောင်သွားစေရ။အဲအဲ့လိုနည်းတွေနဲ့လဲဒါဒီ project တွေကိုလုံးဆောင်နေ။နောက်အာယုံစိုက်ဖို့လိုအပ်တယ်။ attention ရှိဖို့လိုအပ်တယ်အရေးကြီးတယ်။မတိစိတ်ကနေပြီးတော့အားစိုက်ထုတ်ဖို့လည်းလိုအပ်တယ်တဲ့။အဲဒါဘာလို့ဆိုလို့ရှိဥပမာအမြောက်ပု္ပ္ပစာကြီးတွေ့တော့မယ်။တမန်ဆိုရင်တော့အလီတွေကိုဟိုမင်းနေတယ်လို့ပဲ ဲဒါပေမဲ့ပတ်ဝန်းကျင်ကနေပြီးတော့လှုပ်ဆောင်မှုပြီးလိုက်တယ်ခွန်အမြောက်၅ဆိုရင်ဘာရမှာတော့ဆိုဩဒါဆိုရင်ခွန်အမြောက်၅ဆိုရင်ဒါဆိုရင်အလီကိုသူပြန်ပြီးတတိယသွားစေတယ်ဒါကပတ်ဝန်းကျင်ကမိုတီဗေးရှင်းပေးလိုက်တာမိုတီပေးလိုက်တဲ့အခါမှာသူအမြောက်ပု္ပ္ပစာတွေကိုတွက်ဖို့အတွက်အလီတွေကိုလည်းမလုပ်နိုင်ဘူးဆိုရင်သူစိတ်ထဲမှာပြန်ပြီးတော့ဗာပြော record ပြန်ခေါ်နိုင်တယ် retrieval ပြန်ထုတ်ပေးနိုင်တယ် long term memory တွေကနေပြီးတော့ retrieval သူကပြန်ပြီးတော့ထုတ်ပေးလိုက်တာသူကျက်သူငငယ်ရဲ့ကျက်ထားတဲ့အလီတွေကို လေးလံထားတဲ့ဒါမှတ်သားထားတဲ့ long term memory တွေထဲမှာထည့်ထားတဲ့ဒီကအလီဆိုတဲ့အကြောင်းအရာတွေကိုသူကဘာလို့ရတော့ခုနပတ်ဝန်းကျင်ကနေပြီးခွန်အမြောက်ငါဆိုတာဘာလို့ဆိုတာလေးကိုဒါပံ့ပိုးပြလိုက်တဲ့အခါမှာသူ့ရဲ့အမှတ်ဉာဏ်ထဲမှာရှိနေတဲ့ အကြောင်းအရာတွေကဘာလို့လို့ပဲ record ပြန်ဖော်နိုင်တယ်ပြန်လဲဖော်ထုတ်ပေးနိုင်တယ်ပေါ့နော်ဒါလိုနဲ့ automatic encoding နေရာလဲအဆက်မပြတ်လုပ်နေတာပါအဆက်သူ့ရဲ့တစ်ခုတစ်ခုစီကိုရောက်ဖို့အတွက် encode သင်္ကေတတွေနဲ့အမြဲတမ်းအုံနောက်ကအလုပ်လုပ်ရင်းနဲ့မတိစိတ်ကမှတ်သားနေတယ်ဆိုတာကိုကျွန်တော်တို့အဓိက memory ရဲ့အကြောင်းလေးကိုလေ့လာခြင်းအပြင်သိရှိလာစေရတယ်ဒါဆိုရင်ကျွန်တော်တို့အာယုံစူးစိုက်မှုတွေလည်း အကြောင်းအရာချင်းတစ်ခုချင်းစီမှာအာယုံစူးစိုက်မှုပေးရမယ်အာယုံထားရအတိထားရမယ်စူးစိုက်မှုအာယုံစူးစိုက်မှုတွေအားကောင်းစေရမယ်မိမိရဲ့စိတ်ကိုပေါ့နော်မိမိလေးလာနေတဲ့အပေါ်မှာဒါအာယုံစူးစိုက်မှုရှိရမယ်အဲ့အာယုံစူးစိုက်မှုတွေကိုလည်းဒီအာယုံစူးစိုက်မှုနေတဲ့တွေမပြီးသေးဘူးဒီဟာကိုကြာကြာထိန်းသားထိုင်မှုတွေကထပ်ခါထပ်ခါလေ့ကျင့်ရမယ်ထပ်ခါထပ်ခါထိတွေ့လှုပ်ဆောင်ပေးရမယ်ထပ်ခါထပ်ခါနားထောင်ပေးရမယ်အဲ့ဒါကျွန်တော်တို့ကပဲဒီကလေးလာတာတခုကိုတစ်ခေါက်တည်းလေးလာရုံနဲ့ဒါကိုနားမလဲဘူး ဘာပြောဘာလို့ဆိုလို့ခြင်းမသိဘူးပေါ့ဒါကိုဟိုနှစ်ခေါက်သုံးခေါက်လောက် ထပ်ပြီးတော့နားထောင်လိုက်တဲ့အခါမှာအော်ဒါဘာကိုဆိုလိုတာပဲဒီเจ้าရလေးရဲ့သူ့ရဲ့ဆိုလိုချက်ကဘာကိုပြောတာပဲဆိုတာလေးကိုမှတ်ဟိုသိရှိလာစေရပေါ့နော်မှတ်ညာအလုံးလုံးသွားစေရဒါကြောင့် तू ကထက်ကထက်ကလေ့ကျင့်ရမယ် maintain တဲ့ rehearsal ဆိုတာရေးကြည့်တယ်ဆိုတာလေးကိုလည်းဒီက memory ကိုလေ့လာခြင်းအပြင်ပေါ့နော်ဒီမှတ်ညာရဲ့အကြောင်းကိုလေ့လာခြင်းအပြင်ကျွန်တော်တို့သိရှိလာစေပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအုံနောက်ကနေပြီးတော့ process တွေအများကြီးလုပ်နေတယ်ဟိုဒီ automatic ဒါအန်ဂုတ်တီနေလဲလုံနေတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မကနေဆွေးနွေးပေးသွားတယ်ရေရှည်မှတ်ဉာဏ်ရေရှည်မှတ်ဉာဏ်ထဲမှာလဲသူကနေပြီးတော့ရရှိွယ်ရေရှည်မှတ်ဉာဏ်ဆိုတာသူဒီပို့ပြီးတော့ခိုင်မြပို့ပြီးတော့ဒါတည်ငြိမ်နေနောက်တခါပို့ပြီးတော့အချိန်ကြာကြာထိန်းသားနိုင်နေအချက်လက်တွေကလဲဒါပမာဏဟိုကန့်သတ်မထားဘူးပေါ့နော်ဒါသူ့ရဲ့မှတ်ဉာဏ်ကောင်းသလောက် ဒါသူကပို့ပြီးတော့မှတ်မိစေနိုင်တယ်အချိန်ကာလကလည်းကြာရှည်ထိန်းသိမ်းထားနိုင်တယ်ပေါ့နော်ဒါရေရှည်မှတ်ဉာဏ်ထဲမှာအဲ့ဒီကရေရှည်မှတ်ဉာဏ်မှာကိုပဲကျမတို့ automatic သူကအလိုလျောက်ကိုမသိစိတ်ကနေမှတ်နေတဲ့အကြောင်းအရာတွေရှိတယ်ဟိုဒီကဥမာကျမတို့ဒီနေ့လေသာစားတယ်ဆိုဒီနေ့နေ့လေသာစားတာမှာဘိုင်းနေဘိုင်းနေဘလို့ရေတောက်တွေနဲ့စားတယ်ဆိုတာတကယ်လက်တွေ့ရကျမတို့ဒါသိစိတ်ကဒါမှတ်ရမယ်ဆိုတဲ့သိစိတ်က မှတ်ထားမဟုတ်ဘူးလေမတိစိတ်ကသူ့အလိုလိုမှတ်သွားတာဥပမာကျမတို့စာအုပ်တုပ်ကိုဖတ်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲမတိစိတ်ကမှတ်သွားတဲ့အကြောင်းအရာတွေရှိတယ်လို့တိစိတ်ကမှတ်သွားတဲ့အကြောင်းအရာတွေလည်းရှိတယ်အဲအဲ့လိုမျိုးတွေလည်းရှိတယ်လို့ပဲနောက်တစ်ခါကျမတို့ဒီကရေရှင်မှတ်ဉာဏ်ထဲမှာတိမ့်ထားတဲ့အကြောင်းအရာတွေကိုပြန်လည်ထုတ်ယူသုံးပြုဖို့အတွက် retrieval လုပ်ဖို့အတွက်လည်းဒါပြန်ပြီးတော့ဒါ project တွေလုပ်ဆောင်နေဆိုတဲ့အကြောင်းလေးကိုကျမယနေ့ဆွေးနွေးပြီးချင်းဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းပဲကျမတို့ memory နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ကျမတို့ချမှတ်ဒီကျမတို့ဒီဥတီထားတဲ့ခေါင်းစဉ်လေးတွေလိုက် ဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်